အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကဘာကြီးရဲ့တက်တန်းကအားလုံးသိကြတဲ့အတိုင်းပဲနှစ်သန်းပေါင်း4ဘီလီယံကျော်ဝါဖြစ်ပါတယ်ဒါပေမဲ့ဘာဖြစ်လို့4ဘီလီယံ years လို့မပြောကြတော့ဘဲနဲ့2025လို့ပြောကြတာပါလဲအဲ့ဒါကတော့ Gregorian calendar ကျောင်းဝဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ရှေးဥပန်းရှေးဥခေတ်ကာလတွေမှာဘလို့အချိန်တွေနဲ့နေ့တွေကိုရေတွက်ခဲ့ကြလဲဆိုတော့ပြောပြပေးသွားမှာဖြစ်ပါတယ် Gregorian calendar ဆိုတာကဘာလဲ ဂရီဂိုရီယန်ကလန်ဒါဆိုတာပိုယဟမင်းကြီးဂရီဂိုရီယိုဆွဲပြုတ်ပြီးတော့နာမည်ပေးထားရပဲဖြစ်ပါတယ်။ပြီးတော့1582ခုနှစ်မှာစတင်ပေါ်ပေါက်ခဲ့တဲ့ကလန်ဒါတစ်ခုဆိုရင်လည်းဟုတ်ပါတယ်။ရှေးခေတ်ရောမလူမျိုးရင်းနဲ့အလက်ခေပိုင်းဥရောပဖုံးတော်ကြီးတွေရဲ့ပြက်ကရိန်တွေကိုအခြေခံပြီးတော့ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ဂရီဂိုရီယန်ကလန်ဒါကိုပြုလုပ်ခဲ့သူတွေကခရစ်စတန်နေဖြစ်တာကြောင့်မို့ပဲပြက်ကရိန်စတင်တပတ်မနေ့ကိုသူတို့တွေရဲ့ဖျားဖြစ်တဲ့ Jesus Christ ရဲ့မွေးနေ့ကိုပဲအကောင်းဆုံးဖြစ်မယ်လို့ယူဆခဲ့ကြပါတယ်။ Gregorian calendar မှာ BC နဲ့ AC ဆိုပြီးရရှိပါတယ်။တမိုင်းဆောင်တွေဖတ်ဖူးရသူတွေဆိုရင်ဒီစကားလုံးနေနဲ့စိတ်မမထင်ပါဘူး။ AD ကို after death လို့တချို့လူတွေကထင်မှားကြပါတယ်။တကယ်တော့ AD ရဲ့အရှိကောက any domini ဖြစ်ပါတယ်။လတင်ဘာသာစကားကနေစဉ်းစားလာတာဖြစ်ပြီးတော့မြန်မာလိုအဓိပ္ပာယ်ကောက်မယ်ဆိုရင်ဘုရားသခင်ရဲ့နှစ်တယ်လို့အဓိပ္ပာယ်ရပါတယ်။ဘုရားသခင်ဆိုတာ Jesus Christ ကိုဆိုလိုခြင်းပဲဖြစ်ပါတယ်။ AD တနှစ်ကိုပြောအောင်မယ်ဆိုရင် Jesus စတင်မွေးဖွားခဲ့တဲ့နှစ်ကနေစပြီးတော့ ကျွန်တော်တို့အခုလက်ရှိ2025အထိ AD အနည်းဖြစ်ပါတယ်။ပြောရရင်ကျွန်တော်တို့ကကြီးဆက်မွေးပြီး2025နှစ်အကြာမှာရှိနေရဖြစ်ပါတယ်။ BC ဆိုတာကတော့အင်္ဂလိပ်လိုပဲ Before Christ ဆိုပြီးအဓိပ္ပာယ်ရပါတယ်။ပြောရမယ်ဆိုရင်ဟိုလူအရှင်းဖွဲ့စည်းရနေပြီးကြီးဆက်မမွေးခင်နှစ်အထိအကျုံးဝင်ပါတယ်။ BC က AD နဲ့မတူတာ ကတိုးမလာဘဲနဲ့အနုနယ်ဘက်တွေလိုရောသွားမှာဖြစ်ပါတယ်။ အကယ်လို့သင်ကအခု 5BC မှာနေနေရဆိုရင် နောက်နေ့ကျ 6BC ဖြစ်မသွားဘဲနဲ့ 4BC ကိုရောက်သွားမှာဖြစ်ပါတယ်။နောက်တစ်ချက်ကကြားထဲမှာ 0BC ဆိုတာမရှိဘဲနဲ့ 1BC ရနဲ့ရော180ကိုပြောင်းသွားတာဖြစ်ပါတယ်။တချို့သမိုင်းစာအုပ်တွေမှာ BC နဲ့ AD ကိုမတော်ဘဲနဲ့ BCE နဲ့ CE ကိုသုံးနေကြတော့သတိထားမိကြပါပါ။ BCE ဆိုတာဘာလဲ CE ဆိုတာကဘာဖြစ်မလဲ။ BCE ဆိုတာ before common error ဆိုပြီးအဓိပ္ပာယ်ရပါတယ်။ CE ဆိုတာကတော့ common error ဆိုတာလည်းဖြစ်ပါတယ်။တကယ်တော့ BCE နဲ့ BC ရတဲ့အတူတူပါပဲ။အဲ့လိုပါပဲ CE နဲ့ AD ဆိုတာလည်းအတူတူပါပဲ။ဒါဆိုပါကွာသွားတယ်။ BC နဲ့ AD ကခရစ်စတန်ဘာသာရေးနဲ့သတ်မှတ်ထားတာ ဖြစ်လို့မို့နောက်ပိုင်းမှာလူအများစုက BCE နဲ့ CE ကိုပဲပို့ပြီးတော့အသုံးများလာခဲ့တာပဲဖြစ်ပါတယ်။